လီဗာပူးသင်းကွင်းနယ်လူဂျိမ်းစ်မီနာသူ့ရဲ့ဘဝတစ်လျှောက်ပထမဆုံးအကြိမ်ဖြစ်လာမယ့်မန်ချက်စတာဒါဘီပွဲမှာမန်ချက်စတာယူနိုက်တက်အသင်းကိုအားပေးသွားမယ်လို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။လက်ရှိရာဒီမှာလီဗာပူးအသင်းနဲ့မန်စီးတီးအသင်းတို့ဟာပရီးမီးယားလိချန်ပီယံဆုအတွက်အပြိုင်ဖြစ်နေပြီးလာမယ့်မန်ချက်စတာဒါဘီပွဲမှာသာမန်စီးတီးအသင်းရှုံးနိမ့်ခဲ့မယ်ဆိုရင်လီဗာပူးအသင်းကနှစ်မှတ်အသာနဲ့အမှတ်ပေးစရာကိုဆက်လက်ဦးဆောင်ဝင်ရရှိမှာဖြစ်ပါတယ်။ဒါကြောင့် James Mina ကကျွန်တော်ပြောရမှာပထမဆုံးအကြိမ် Manchester United ကိုအားပေးသွားမှာပါလို့ပြောခဲ့ပါဗျာ။ ဒါပေမဲ့ James Mina ကလာမယ့် Manchester Derby ပွဲကိုကြီးရှုသွားမှာမဟုတ်ပဲပွဲကစားမယ့်အချိန်မှာစားတောက်ဆိုင်တစ်ခုခုမှာအချိန်ဖြုံးနေမယ်လို့ပြောခဲ့ပါဗျ။ Liverpool အသင်းကလက်ရှိအချိန်မှာ Man City အသင်းထက်တပွဲပိုကစားထားပြီးရမှန်နှမတ်အသားနဲ့ Premier League အမှတ်ပေးစရာဦးဆောင်မှုနေရာကိုတင်ပိုက်ထားပါဗျ။ Liverpool အသင်းကအမှတ်ပေး Champion ဆုမရရှိရာ29နှစ်ကြာမြင့်နေပြီဖြစ်ပြီးလက်ရှိရာဒီမှာမျောလင်းချက်အားကောင်းနေရဖြစ်ပါဗျ။လက်ကျန် Premier League ၃ပွဲမှာ Liverpool အသင်းက Hatafi, Newcastle, Wolves အသင်းတွေနဲ့ဆုံတွေ့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်းလစ်ဘာပူးအသင်းနောက်ခံလူဗန်ဒိုက်ကမန်ချက်စတာဒါဘီမှာမန်စီးတီးအသင်းကိုအနိုင်ကစားပေးဖို့မန်ချက်စတာယူနိုက်တက်အသင်းထံတောင်းဆိုခဲ့ပါသေးတယ်။မန်ချက်စတာဒါဘီပွဲကိုလာမယ့်ဧပြီလ25ရက်မြန်မာစံတော်ချိန်နနက်တနာရီခွဲအချိန်မှာကစားသွားမှာဖြစ်ပါတယ်။